အမေရိကန်နဲ့ကမ်ဘောဒီးယားဆက်ဆံရေးပြေဆုံးပြီးဟုကနေဒါဝန်ကြီးချုပ်ပြောကနေဒါနဲ့အမေရိကန်ပြည်ထောင်စုကကကမ်ဘောဒီးယားဆက်ဆံရေးတခုဟာပြေဆုံးသွားပြီလို့ကနေဒါဝန်ကြီးချုပ်မက်ကာနီကပြောကြားခဲ့ပြီးကနေဒါအနေနဲ့အမေရိကန်ပေါ်မိခိုအားထားဖို့ကိုရှင်းချရမယ်လို့သူကဆိုပါတယ်အရင်ကကနေဒါနဲ့အမေရိကန်ကြားမှာစီးပွားရေးအရာရောဆေးရေးအရာပါနဲ့ဆိုင်စွာပူပေါင်းဆောင်ရွက်ခဲ့ပေမဲ့လက်ရှိမှာတော့နှစ်နိုင်ငံကြားဆက်ဆံရေးကပြောင်းလဲသွားပြီလို့ကာနီကပြောခဲ့တာပါ မေရိကန်သမ္မတအတော်နယ်ထရဲ့အခွန်စည်းကြမ်းမှုအပေါ်တော့ပြန်ဖို့အတွက်ကနေဒါအစိုးရအဖွဲ့အစည်းကိုမတ်လ28ရက်နေ့ကမြို့တော်အော်တဝါမှာပြုလုပ်ခဲ့တာဖြစ်ပြီးဒီအစည်းအဝေးအပြီးမှာသတင်းထောက်တွေကိုအခုလိုပြောခဲ့တာပါအမေရိကန်ဟာယုံကြည်စိတ်ချရတဲ့မဟာမိတ်မဟုတ်ဘူးဆိုတာရှင်းကြောင်းကာနီကပြောခဲ့ပြီးပြင်သစ်နဲ့ပြီးသိမ်နိုင်ငံတွေကိုမဟာမိတ်တွေအဖြစ်ကနေဒါအနေနဲ့ဆက်ဆံသွားမယ်လို့ဆိုပါတယ် အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကနေဒါကတင်သွင်းတဲ့ဂုံပစ္စည်းတွေအပေါ်အကောက်95ရက်ခိုင်နှုန်းစီကျက်ထားပြီးပြည်ပကတင်သွင်းတဲ့ရင်းနဲ့ရင်းအစိပ်ပိုင်းတွေကိုလည်းအခု95ရက်ခိုင်နှုန်းကောက်ခံသွားမယ်လို့ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာထက်ကြေညာခဲ့ပါတယ်။ကနေဒါဟာလည်းအမေရိကန်သင်းကုန်တွေအပေါ်အမေရိကန်ဒေါ်လာဘီလီယံ60ဘုံဝန်းကျင် အခုပြန်တိုးကောက်ထားပြီးပြင်းပြင်းထန်ထန်တော့ပြန်သွားမယ်လို့မက်ကာနီကပြောပါတယ်။ကနေဒါအနေနဲ့ကုန်သွယ်မှုဆက်ဆံရေးကို တခြားနိုင်ငံတွေနဲ့လှုပ်ဆောင်သွားဖို့ရှိတယ်လို့ကာနီကဆိုပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ကနေဒါဝန်ကြီးချုပ်မက်ကာနီတို့ဟာလာမယ့်တရက်နှစ်ရက်အတွင်းမှာ ဖုံးဆက်သွယ်စကားပြောဆိုဖို့လည်းရှိနေပါတယ်။မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။